ရှင်မိုးအပိုင်း35ဦးစည်းရရှိတဲ့ဒူဦးစည်းမှုကတော်တာပါဟုအဖေကိုယ်တိုင်ချီးကျူးခဲ့ဘူးသူထိုစဉ်ကတော့သူ့ပုံစံကရိုရိုကျိုးကျိုးလေးနဲ့ဖြစ်သည် ကော်ဖီတောက်နားချိန်ပေးသည့်အခါတွင်ဦးထွန်းထွန်းလင်းသည်ရှေ့ဆုံးမှထွက်လာသည်လိုအပ်သည့်စည်ရင်းစရာများအတွေ့သက်ဆိုင်ရာဌာနခွဲများမှအလို့ရဲတောင်းနေကြသည်ဦးစည်းရရှိအများစုသည်စီမံဌာနခွဲကိုနောက်ဆုံးမှလာလိမ့်ရှိကြသည် သူကတော့ရင်မိုးတို့ကောင်တာနားတွင်ကော်ဖီကွက်လေးကင်ပြီးလာရက်နေသည်ရင်မိုးအထက်အကြီးတန်းစီအမကြီးမချိုကအလွတ်မပေးပဲဥတိယာရှိကိုရီးအချင်းဖြည့်ရန်တောင်းလိုက်ဥထုံထုံလေးရေပိုက်ကက်လေးဖြည့်ဖို့ကိုရီးအချင်းစာရွက်လေးပါရင်ပေးခဲ့ပါအောင်တော့ကျွန်တော်ကိုရီးအချင်းများတော်ချိုရဘာခက်လို့လဲအခုပါဇက်နဲ့ပြောလို့မရဘူးလားစာရွက်တက်တက်မပေါ်ရတော့ဘူးပေါ့ရတာပေါ့ဒါဆိုခဏလေးတော့ဟုတ်ဆိုကမချိုကပိုက်ကက်ကိုထုတ်လာလေသည် မိဘနေရာမှာမရှိမြင်းဆောင်မသိလို့ရေးငွေချင်းလည်းတူတူပဲလို့ရေးလို့ရတယ်။ငွေကင်းစားကနေ9နှစ်ထိမြွတ်မယ်ခီဟာ6တန်းနှစ်ကနေ7တန်းထိဖုံးကြောင်းမှနေပြီးအထကတိအကြောင်းကုန်းမှတက်ခဲ့တယ်။တက်ခဲ့မှုတော့တက်ကတူများစမှုအထတန်းကြောင်းပြီးတော့ GDI ပေါင်းကူပါတယ်ပြီးတော့ RID ပေါင်းကူပါထပ်တက်ရတယ်စမှုတက်ကတူကအကြောင်းပြီးတယ်ရန်ကုန်စမှုတက်ကတူကပြီးတာနော်လက်ရှိစခန်းအမှတ်၄ရဲ့တာဝန်ခံဦးစီးရာရှိအိမ်တော်မရှိလူမျိုးဒါပဲနေပြီးပြီး မချိုသည်လိုက်မရေးပဲသူ့အာငဲကြည့်နေသည်ရင်မိုးလဲထိုင်နေရမှသူ့ကိုမော့ကြည့်လိုက်မိသည်အတီပြောပါဦးထွန်းထွန်းလေးရဲ့ကျမကဖောင်ဖြည့်မလို့ပါမဝင်မရဲမချိုကပြောတော့သူကလည်းအားလုံးအတီတွေပါဗျာဘာလို့လဲဟင်မျက်နှာထားတီတီဖြစ်ပြန်မေးလိမ့်သည်အနီးအပါဌာနခွင်းများမှဝန်ထမ်းများသည်သူ့အားလှမ်းကြည့်နေကြသည်ပေပေတော်ချိုကျွန်တော်ဘာသာဖြည့်ပြီးမယ်ဟုဆိုကကောင်းတာပေါ်တွင်ငုံရင်းနေတော့သည် သူပေးခဲ့သည့် white cat လေးကိုဖတ်ကြည့်နေရင်မတ်ချိုသည်ဟေးဒီဦးစီးမှုကသူပြောသလိုတကယ်ဖြစ်ခဲ့တာတော့ဟုအံ့ဩတန်လေးဖြစ်ကြံခဲ့လေသည်လာဘက်အစီဝေးသည်ပုံမှန်3-4ရက်ကျင်းပလေးရှိတော်လဲစင်းစရာများမပြည့်စုံပါက4ရက်ဖြစ်သွားတတ်သည်အစီအဝေးဒုတိယနေ့ဤညနေပိုင်းတွင်အဖေသည်နန်းတွင်အစီဝေးတစ်ခုကိုအေးအော်တက်စရာပေါ်လာသည်ကြောက်တင်မုန်းတွင်ဖြစ်နေသည့်ထွန်ရက်ပြီးစီးမှုအေကာစင်းစရာစရာကွက်သည် ြစ်လက်စားဖြစ်နေတယ်။တိုင်းတွင်ရှိစကိုးစခန်းစလုံးမပြည့်စုံကြသည်။အဖေ PA နှင့်ရင်မိုးတို့ကိုအပိသက်ဖြစ်ဆွပြီးနေဥယူထားဖို့တာဝန်ပေးခဲ့သည်။ဥယူထားပြီးဇာတ်များကိုကွန်ပျူတာစာစီပြီးနေရုံးချုပ်တို့ပို့ပေးရသည်။ညဘက်အဖေပြန်ရောက်လာသည့်အခါလေရင်မူရင်းစာရွက်ကိုအဖေထံသို့ရင်မိုးပေးလိုက်သည်။ည9:00နာရီလောက်တွင်ဖုန်းမြည်လာသဖြင့်ရင်မိုးကင်လိုက်သည့်အခါအဖေ PAC မှအတန်ဖြစ်နေသည်။အတန်က တိုးလျာလက်အသာကြားရသည်မင်းရင်မို့ကျွန်တော်ပြောတာပဲနားထောင်ပေးပါပြန်မပြောနဲ့နော်အိမ်မှာတိုင်းမူးကြီးရှိနေတယ်မဟုတ်လားကျွန်တော်တို့ညက်နေကတိုင်းမူးကြီးကိုပေးလိုက်တဲ့လေးမူရင်းစရာကမှားနေတယ်စခန်းအမှတ်ခွနစ်ကမှားဖြေလိုက်တာတဲ့ကျွန်တော်တို့ကကြောက်တင်ဘုံပေါ်မှာသူတို့ဖြေထားတဲ့အတိုင်းကူးလိုက်တာနိအခုကွန်ပျူတာစာစီနေတော့မှလာပြီးအကူညီတောင်းလို့ကျွန်တော်ဒီဘက်ကပြင်ရိုက်ခိုင်းနိုင်လို့ရပါပဲမဲ့နှစ်ဖန်တိုင်းမူးကြီးကလေးမူနဲ့တိုက်စင်ရင်လွဲနေပြီလေ အင်းအဲ့ဒီတော့သူဘာပြောချင်နေမှန်းယခုထိရင်မိုးမသိသေးသဖြင့်လေတံတိုးဖြင့်ပြန်မေးလိုက်ရသည်အဲ့ဒီတော့မရင်မိုးကတိုင်မူကြီးစီရောက်နေတဲ့စာရွက်ထဲမှာတိတ်တိတ်လေးဝင်ပြီးပြင်ပေးပါဟာကျမမလို့ရဲပါအောင်မခက်ပါအောင်မရင်မိုးရဲ့အပေါ်ဆုံးစာရွက်ရဲ့အမှတ်စဉ်၄ချောင်းမြောက်နေရမှာလေ85ဧကလို့ရေးထားတယ်အရှိကရှစ်ခနန်းကိုဘောပင်အနဲ့ရောင်နဲ့အမိလေးဆွဲချပေးဦးမယ်အမှန်က95ဧကပဲဖွင့်ရပြီးစီသေးတာလေး စင်ရင်လည်းငါလည်းမဟုတ်ပါဘူးတကယ်မှားရေးလိုက်မိတာတဲ့အခုဒီမှာအဲ့ဒီစကန်ဦးကြီးရရှိလဲရှိနေပါတဲ့သူပြောလိမ့်မယ်နော်အဖေပီရည်ဒီရှင်မိုးဘာမှမပြောရသေးခင်ဦးကြီးရရှိထန်းတို့ဖုန်းလွှဲပေးလိုက်တော့တယ်မရှင်မိုးရဲ့ကုညီပါဗျာမရှင်မိုးတယောက်ပဲကဲနိုင်တာပါစင်ရင်လည်းငါလည်းမဟုတ်ရပါဘူးအဲ့ဒါဆိုအမှန်တိုင်းဖွင့်ပြောပြီးပြင်လိုက်လို့ရနေတာကိုဟာမလုပ်ပါနဲ့ဗျာတိုင်းမူကြီးကအိကစင်းရဲ့ပတ်တဲ့တေစာအောင်အမြဲမေးပြီးမှကြောက်တင်ဘုံပေါ်တင်တာ အချင်းချင်းပြောထားရဲ့ပါနဲ့ကျွန်တော်တပည့်ပေါ့ရောသွားတာပါကျွန်တော်ပေါ့တာလဲပါတာပေါ့လေမစစ်လိုက်မီလောက်ပါဗျာကုညီပါနော်တို့စီမအာနာတနာသည်စိတ်ဖြင့်လောက်ပေးမိအကြောင်းဂတိပေးလိုက်မိသည်ခိုးကြောင်ခိုးဝဲလောက်ရမည်အလုပ်ကိုရှင်မိုးတခါမှမလုပ်ဘူးအထူးသဖြင့်အဖေနှင့်ပတ်သက်ရင်းအမြဲတမ်းပွင့်လင်းစွာဆွေးနွေးခွင့်တောင်းဆိုခွင့်ရှိထားသူမို့စိတ်လှုပ်ရှားနေမိသည် ဖေအခြေအနေကိုအရင်အကဲခတ်ချလိုက်တော့အမေနဲ့အတူဧကန်းနေတွင် TV ကြည့်နေကြသည်အဖေတို့ဧကန်းတွင်သို့ဝင်ရန်အလွယ်တကူဖြစ်နေတော်လဲစာရွက်ကိုရေးပြင်သည့်အချိန်အဖေဝင်လာခဲ့လျင်ခုတွေးမိသည့်အခါစိတ်ကမရေတော့ပြန်ဘောပင်လေးကိုလက်ထဲတွင်စုပ်ကင်ထားရင်းတွေ့သွားပြီးမေးမည်ဆိုသဖြင့်ရှင်ဘတ်ချတဲ့သူထုတ်ထည့်လိုက်အခန်းတွင်းသို့ရောက်သွားသည့်အခါစာရဲစာတမ်းများသည့် အဖေဤယုံလက်ကအိတ်ထဲသို့ရောက်နေပြီဖြစ်သည်ထို့သောဆိုရင်အဖေလက်မှတ်ထိုးပြီးဖြစ်မည်လက်မှတ်မထိုးရသေးသည့်စာရွက်စာတမ်းများကိုကျိန်လင်ပန်းလေးထဲတွင်ထည့်ထားတတ်ပြီးလက်မှတ်ထိုးပြီးစာရွက်စာတမ်းများကို လက်ကအိတ်ထဲသို့ထည့်ထားတတ်သည်အလွယ်တကူကျိန်လင်ပန်းလေးထဲတွင် တွေ့လျင်အမြန်ပြင်းရေးပြီးပြန်ထွက်ခဲ့မည်ဟုစဉ်းစားထားသည်လို့အလွယ်ဖြစ်ရပြီအခန်းအပြင်သို့ပြန်ထွက်လာမည်ဖြစ် ဖေတို့ကတီဗီထဲသို့စိတ်ရောက်နေကြသဖြင့်ရင်မိုးကိုတတိထားမိပုံမပေါ်အခန်းအတွင်းသို့ဝင်လိုက်ထွက်လိုက်လုပ်နေရင်တီဗီအစီအစဉ်ပြီးဆုံးချိန်နီးကပ်လာပြီဖြစ်သည်ဂတိပေးပြီးမှမအောင်မြင်ခဲ့လျင်လဲမနှက်ဖန်သူတို့နဲ့အဖေပြဿနာတက်တော်မူနောက်ဆုံးတွင်တော့အရေးစွန်ကပြင်ရေးပေးလိုက်နိုင်ခဲ့သည် နောက်တစ်နေ့မနှက်မနှက်စာကြွေးသည့်အချိန်တွင်ဦးထွန်းထွန်းလင်းနေရင်မိုးတဲ့တဲ့ဆုံကြသည်သူကပြုံးစားစားအမူအရာဖြင့်ရင်မိုးအားနှုတ်ဆက်သည် မနေ့မနေ့ကသူ့ကိုဘာလို့တတိမထားမိခဲ့ပါလဲဟုအခုမှရင်မူတွေးမိသည်မနေ့ပိုင်းအစည်းအဝေးစပြီးမကြမီပါဘင်းအဖေ PE ကအခန်းထဲမှာထွက်လာပြီးစင်မိုးစီရောက်လာသည်မရင်မိုးရင်တိုင်းမူးကြီးကလဲတယ်ဗျကျွန်တော်တို့ပြင်ရေးထားတာကိုချက်ချင်းသိနေတယ်မနေ့ညနေကသူ့အစည်းအဝေးမသွားခင်ကြောက်တဲ့မုံမော်တင်ထားတဲ့စခန်းတွေရဲ့ဧကအစည်းအဝေးကိုအလွတ်ရနေတာဗျာတောက်တဲ့မုံမော်မှာလဲကျွန်တော်ပြင်ရေးထားတာကိုမှတ်မိနေတယ်ဟင်အဲ့တော့အခုဘာဖြစ်ကုန်ပြီလဲ စခန်းအားလုံးရဲ့ဒီနေ့အထိဧကစရင်ကိုအစ်စ်ပြန်ကောက်နေတယ်။မနေ့ကစရင်ကဦးစည်းမှုတွေမလာခင်ကလှုပ်ထားတာဆိုတော့လွန်ခဲ့တဲ့တစ်ပတ်လောက်ကဖြစ်နေတယ်လေ။နီးတဲ့စခန်းတွေကပြန်ယူကြရပြီးဝေးတဲ့စခန်းတွေအတွက်ဖုံးဆက်မှားကြလိမ့်မယ်။အစည်းဝေးတော့တရက်တိုးသွားတာပေါ့ဗျာ။ဒါဆိုအဖေကကျမဝင်ပြင်ရေးပေးထားတာသိတာပေါ့။တိမာပေါ်ပြာသူ့ခန်းထဲဝင်ရေးပင်နေတာမဲ့ရင်မိုးတယောက်ပဲရှိနေတာအဲကောင်းရောအိမ်ရောက်အောင်တော့ကျမအဆူခံရတော့မှာတဲ့ ခင်များတို့ကလည်းကလေးအထာတွေလောက်တာကိုဗျာတိုင်းမှုကြီးကိုများ short တွန်နေကြတယ်အလကားတက်တက်အစည်းဝေးတရက်တိုးပြီးကျွန်တော်တို့အလုပ်ပေါ်ရတယ်ဘယ်ချိန်ကအနားရောက်လာမှန်းမသိသည့်သူ့အတန်းကြောင့်အားလုံးကလက်လက်ကြည့်လိုက်ကြသည်အမတ်ခုနှစ်စခန်းမှုကိုတနာလို့ကျွန်တော်တို့ကူညီတာပါဥထုံထုံနေရင်သူ့ကိုရှင်းပြနေသည့် FPA ကိုမကြည့်ပဲရင်မိုးအားလှမ်းကြည့်ပြီးအခြားသူတွေမသိတာတော့ထားပါတော့ဗျာကို့အဖေကြောင့်ကိုမသိတာမသိဘူးလားဗျာရင်မိုးအားပေါ်ပေါ်တင်တင်ရန်စလာသည် နေပါအောင်အဲ့လိုဖြစ်နိုင်တော့အခုဘာမှထိခိုက်သွားလို့လဲဘာမှမထိခိုက်သွားပါဘူးကျွန်တော်တို့အတွက်တော့စည်ရင်းတွေကိုအခုမလုပ်လဲနောက်လုပ်ရမှာပဲလေတိုင်းမူကြီးရဲ့ပီရီတွေကစိတ်မချရတာတော့မကောင်းဘူးပေါ့ဗျာမထီတတီပြုံးပြီးစီဝေးခံတဲ့သူပြန်ဝင်သွားသည်သူ့ပုံစံကငုံစရာကောင်းလာသည်အစီဝေးနားချိန်ကြတွင်ဝန်ထမ်းများနားနေရာအနောက်အဆောင်အခန်းလေးတဲသူသူ့ဝင်လာပြန်သည်ထိုအခန်းလေးတွင် unit W ရှိသည်မုတ်ထဲစားရန်ပကံခွက်အောင်များရှိသည် ခမင်းကြိုက်ယူလာသည့်ဝန်ထမ်းများအတွေ့အရေးတောက်မပါသည့်နေ့တွင်ဟင်းညိုချက်ရန်အိုသီသေးလေးရှိသည်ညာသောရှေတလုံးနှင့်ဟန်ကုံတလုံးအစုပ်လေးသုံးလုံးရှိသည်ရှင်မိုးတို့မိန်းကလေးများနေထိုင်မကောင်းမအီမသာဖြစ်နေသည့်အချိန်များဆိုရင်ညောင်ဆောင်လေးပေါ်လာလဲအိတ်လေးရှိကြသည်အလုပ်ပါသည့်နေ့လည်ခင်းများတွင်ဒီအခန်းလေးထဲတွင် မုတ်စားရင်စကားဝိုင်းဖွဲ့ပြောလေးရှိသည်ထိုအခန်းလေးတဲ့သို့နေစခန်းမှလာသည့်မိသူမြဝင်မလာရဲ့ကြောင့်ယခုသူကတော့ ရဲရဲတင်းတင်းမြင်ဝင်လာပြီးတန့်ရှင်းရေးအန်ဒီဂျီအားကျွန်တော်ကိုယူနိုနေနဲ့တိုက်ပါဗျာတိုင်မှုကြီးအိမ်မှာမနက်စာစားတော့ငါငပိတ်တုတ်တွေအများကြီးစားလိုက်ပြီးတော့တစ်ချိန်လုံးရင်ငတ်နေတယ်သူ့ဘာသာရင်ငတ်တီကိစ္စပြောဒီကားပင်အနှောင့်အသွားကမလွတ်ချင်တိုင်မှုကြီးအိမ်ကငပိတ်တုတ်ပဲတွေ့ရလားဗျာခန်းထဲတွင်ရောက်နေသည့်နနိုင်ဆက်စီကြီးကသူ့အားလှန်စားသည်အဲ့ဒီလိုပြောရတော့မဟုတ်ပါဘူးဗျာကျွန်တော်ကဗမာမွေးကလည်းမသိပါနဲ့ ARA တိုင်းမှာကြီးပြင်းခဲ့တော့မပိငချောက်ကြိုက်လို့ပါ စည်းကြီးနှင့်သူကလေပေးဖြောင်းလာသည်ထို့နောက်အန်တီဂျီကပါသူတို့စကားဝိုင်းတွင်သူရောက်သွားတော့သည်ရင်မိုးနှင့်တငယ်ချင်းများကညောင်ဆောင်လေးပေါ်တွင် နားထောင်နေကြသည်သူတို့သုံးယောက်ကထိုင်ကုန်လေးများပေါ်တွင်ထိုင်ပြောနေကြသည်ဦးထွန်းထွန်းလေးမွေးသက်ခရစ်မနေ့ကမှတွေ့တယ်ငယ်သေးတာပဲဟုအန်တီဂျီကဆိုတော့ခုနှစ်ကအမှန်ဖြစ်မှာမခုနှစ်ပဲအမှန်ဖြစ်မှာပါဗျာကျွန်တော်မွေးရဲ့ကိုဘသူကအတိကြသိမှာလဲသူတို့ခေဟာရောက်လာတဲ့နေ့ကကျွန်တော်ရဲ့မွေးနေ့ပေါ့သူကတော့ပေါ့ပေါ့ပါပါလေးပဲပြန်ဖြေသည် ဟိုကျမကအဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးเนาะအန်တီဂျီဒီမေးလိုက်ပြီးကမှအာနာသွားပုံရတယ်အမနာပါနဲ့အန်တီဂျီရဲ့ကျွန်တော်ကအဲ့လိုပြောရတာကိုအားငယ်တာတိမ်ငယ်တာမဖြစ်တတ်ပါဘူးအခုအရွယ်မှာမဟုတ်ဘူးမမှတ်မိတဲ့အရွယ်တွေကဖြစ်တာเนาะမိဘမဲ့တာမိဘမရှိတာကျွန်တော်အားနဲ့ချက်မှာမဟုတ်တာကျွန်တော်မလုပ်ဖဲရလာတဲ့အရာတွေအတွက်ကျွန်တော်ဘာမှမခံစားရဘူးကျွန်တော်လုံနိုင်ရတဲ့အားနဲ့မလုံမိတဲ့အရာတွေအတွက်သာကျွန်တော်ယူကြုံမရဖြစ်ရပါ အဲ့ဒါကြောင့်စက်မှုတက္ကသိုလ်ထက်တန်းကျောင်းကနေစက်မှုတက္ကသိုလ်ဘွဲ့ရသည်ထိစူးစမ်းခဲ့တယ်။အဲ့ဒီလို၃ဆင့်စက်တိုက်ပေါင်းကူးခွင့်ရတာကျွန်တော်တယောက်ပဲရှိသေးတယ်ထင်တယ်။ကြွားတယ်ထင်လည်းရတယ်နော်။သူ့စကားကိုရက်လိုက်ပြီးရင်မိုးအားလှမ်းကြည့်တာ။ဒါနဲ့စကားမဆက်မရင်မိုးမူနေကောကျွန်တော်နဲ့သိမ့်ကွာဟုထင်တယ်နော်။မှန်ကြည့်ပေါ့မွေးနေ့ကိုမပြောချင်သဖြင့်ရှောင်လွဲဖြေလိုက်မိသည်။မမရဲပါဘူးဗျာ။သူကပြုံးစီစီနဲ့မှန်းကြည့်ပါ ရင်မိုးကလည်းသူ့အပြုံးကိုသဘောမပေါက်သဖြင့်ဖတ်ပြောလိုက်မိသည်ရင်မိုးအသက်သူ့မှန်းကြည့်သည်ကိုမှန်မှန်သိလိုခြင်းဖြစ်သည်ကျွန်တော်မရင်မိုးကိုမမှန်းရဲပါဘူးဗျာရဲမျိုးပြီးပြောလိုက်သည်သူ့စကားတန်ကြောင့်အားလုံးကဝိုင်းရယ်လိုက်ကြသည်ပြီးနောက်သူကအရင်ထပြီးအစီဝေခံတွင်သူပြန်ဝင်သွားတော့သည်ရင်မိုးအောင့်သက်သဖြင့်ကြံခဲလိုက်ရပြန်သည်တိုင်းအစီဝေလေးရမြောက်နေတွင်သူနှင့်တိုင်းယုံဝန်ထမ်းအများစုတို့ခင်မင်းရှင်းသွားကြသည် ဟာပညာရှိပြီးရင်းရင်းနှီးနှီးပေါင်းတင်တတ်သည့်သူကိုတန်ရှင်းရင်းဝန်ထမ်းများကလည်းခင်မြင်ကြသည်။ဥထုံးထွန်းလင်းတာဝန်ကြသည့်စခန်းအမှတ်၄သည်မြသားမျိုးတွင်ဖြစ်သည်။မန္တလေးမြို့နှင့်တိတ်မွေးသည့်ဖြစ်သူသည်မကြာခဏတိုင်ယုံသို့ရောက်လာတတ်သည်။သူစခန်းတွင်စာကြည့်တိုက်လေးထားခြင်းသည့်ဖြင့်တိုင်ယုံမှခွင့်ပြုချက်လာယူသည်။စကံဝင်းတကားရှိတဲ့တဲ့တွင်ရှိနေသည့်ညောင်ပင်အိုကြီးကိုခောက်ချင်သဖြင့်ခောက်ခွင့်စာတရဝင်းထပ်ပင်ရန်လာတောင်းဆိုသည့်အခါအန်တီဂျီက အပင်ခုတ်မဲ့ကိစ္စတော့စဉ်းစားပါအောင်ဦးထွန်းထွန်းရဲ့။ညောင်မင်းအိုတွေကမခုတ်ကောင်းဘူးလို့ပြောကြတယ်။လူကိုခိုက်တတ်တယ်။ငွေနန်းနေနဲ့အဲ့ဒီရက်ွက်တာကလူတွေကလည်းအဲ့လိုပြောကြတယ်။ကျွန်တော်ကတော့ယုံကြည်မရှိပါဘူး။ညောင်မင်းကြီးကွယ်နေတော့စခန်းဆိုင်ပုတ်ကိုအလဲတကူမမြင်ရဘူး။မိုးရင်းဆိုညောင်ခိုင်းနေရတချိုးပေါ်ကျိုးကြပြီးငွေနန်းကလေးတွေထားလိုက်မှပူနေရတာနဲ့အစိုးရမိတ်မင်းမိတ်လို့နဲ့ဆိုဘယ်နဲ့မှမလွန်ဆန်နိုင်ပါဘူးဗျ။တိုင်းမူကြီးစီကသာခုတ်ခွင့်အမိန်ပေးကျွန်တော်ကြံတာကိုပါတာကိုလုပ်မယ်။ နောက်တစ်လအတိုင်းအစည်းအဝေးတွင်သူစခန်းရှိနက်နက်စာအလှကိုဓာတ်ပုံကူပြီးယူလာကတင်ပြသည်စခန်းအတွက်တီးပင်စားပင်နှင့်ပန်းဥယင်စိုက်ပျိုးရေးစတိုဂိုတောင်အထက် လိုအပ်သည့်တည်သားစင်များတောင်းရင်ခြင်းတို့ကိုအစည်းအဝေးတိုင်းပြောတတ်သည်ဖြင့်ဥတိယာရှိများချားတဲ့တွင်သူသည်အတောင်းဆိုဆုံးဖွဲ့ကိုရထားသူဖြစ်သည်တိုင်းယုံမှရုံးကြီးကသူ့ခွေရာတွင်ဒီလူဒူးစင်းဦးကယာရုတိုးလာလို့သာပဲအစတည်းကဥတိယာရှိပို့စ်ခံထားခံရရင်ဘလို့နေမယ်မသိဘူး ဟုဆိုသည့်စကားကိုသူပြန်သူဘလို့ပြန်ကြားပါသည်မသိနေ့လေကော်ဖီတောက်ချင်ရင်ရင်မိုးတို့နားနေဆောင်တွင်သူဝင်လာကအန်တီဂျီတို့ရုံးကြီးကိုပြောလိုက်ပါဗျာကျွန်တော်ကဒိုက်ရိုက်ခန့်တဲ့ဥရှိ post ကိုမဆောင်နိုင်လို့ PSC ကခေါ်တဲ့ဒူဦးစီးမှုယာတို့ဆက်မွဲကိုဝင်ဖြေလိုက်တာတနိုင်ငံလုံးမှာလစ်လက်တနေရာနဲ့ခေါ်တာနော်အန်တီဂျီကိုပြောနေသည့်သူဟန်ကစောင့်ကြွားကြွားပုံပေါ်နေသည်သူကိုလှမ်းကြည့်လိုက်ပြီးရင်မိုးကိုမြင်သွားတာဒါနဲ့စကားမဆက်မရင်မိုးရင် တိုင်းမူကြီးကကျွန်တော်ရဲ့ရိုးမော်တယ်ဗျ။ तू သိအောင်ပြောပြပါဗျာ။ तू ပြောခြင်းကပြောတာနားနေဆောင်မှပြန်ထွက်သွားတော့တယ်။ Safari Go uniform ကိုဝတ်စုံပြေဝတ်တက်တဲ့အဖေကိုအားကြသည်ဟုဆိုကာ तू လည်းအဖေလို uniform ကိုမချွတ်တန်းလိုက်ဝတ်တက်လေသည်။မြစ်သားမျိုးလေးတွင် သူ့တည်င်းကမှွေးလာသည်။ကျမတို့ဦးကြီးကစိတ်ကောင်းလဲရှိတော်လဲသိတော်တာ။အမတို့အရင်ကျမတို့စခန်းကိုတည့်ရအလေလာကြည့်ပါလားစခန်းတစ်ခုလုံးတန်ရှင်းလာပါနေတာ တီးပင်စားပင်ဆိုကျမတို့ဝယ်စားစရာမလိုတော့ဘူးသူကိုယ်တိုင်စိုက်ပျိုးထားတဲ့အပင်တွေဆိုဖြစ်မှဖြစ်လက်စိတ်ရဲ့ရှိတဲ့ထင်ပါဆိုဒီကတမျိုးကျမတို့စကန်စာကြည့်တိုက်လေးမှာအနီးအနားရက်ကကလူငယ်လေးတွေစားအုပ်လာငါးပြဖတ်နေကြပြီညဘက်ဆိုဝန်ထမ်းကလေးတွေကိုဦးစီးကစာတင်ပေးနေတာဆိုဒီကတဖို့မြို့ကနနဖုံးတထွေးတွေဆိုကျမတို့ဦးစီးမှုကိုလေခမင်းစားကြွဖို့ခဏခဏလာဖိတ်ကြတာဆိုဒီကတနည်းသူယုံမှစီးရဲမှများဝန်ထမ်းများ တိုင်းယုံတို့ရောက်လာတိုင်းသူ့အကြောင်းကိုကြွားချရသည်မှာအမော NDG ကလည်းဦးသည်ရာရှိများချားတွင်တိတိတသာပင်ဦးထွန်းထွန်းလင်းကိုမျက်နှာသာပေးသည်သူ့ကိုတော့တားတော်ချင်တာပါအေး NDG မွေးရင်တားရွယ်ပဲရှိတာကိုစိတ်ကောင်းလည်းရှိတယ်ရေချင်းလည်းရှိတယ်အေးဟုပေါ်ပေါ်တင်တင်ချီကျူးတတ်သေးသည်ရင်မိုး၏25နှစ်မြောက်မွေးနေ့သည်အစည်းအဝေးရှိသည့်ရက်နှင့်တိုက်ဆိုင်နေပေသည် မွေးနေ့လက်ဆောင်ပေးချသည့်အထဲတွင်သူ့လက်သူ့လက်ဆောင်က ဆီယမ်မာကြီး channel ကျော်မမလေးဤမုံရွေမဟုစာအုပ်ဖြစ်သည်ရှေသောစာမျက်နှာတွင်ယခုမွေးနေမှသည်နောင်မွေးနေပေါင်းများစွာပါဝင်ခွင့်ရသည်ဖြစ်ပြရစေဆိုသည့်စာလေးရေးပြီးလက်မှတ်ထိုးထားသည်စာအုပ်လက်ဆောင်လာပင်စကားမဆက်မရင်မွေးတိုင်းမူကြီးနှုတ်ကလေးပြပခီးစဉ်အတွက်ဥထုံးထုံးလေးကိုရာထားပါတယ်ဆိုတဲ့စကားလေးများကြားရကြားချင်တာဗျာတကယ်မဟုတ်လေအဲ့ဒီလိုပြောပြပါလို့နော်ဥထုံးထုံးလေးကနေညာယူယူနေရလား ရှင်မိုးမေးလိုက်မိတယ်ဟာဘာယူစရာရှိလို့လဲဗျာပတ်စံရှာဖို့အလုတ်သွားလို့ချင်းအလွယ်လေးကိုကျွန်တော်ကအရေးချင်းရှိလို့ဌာနကရွေးချယ်စေလို့ခံရတဲ့သူဖြစ်ချင်တာအခုကျွန်တော်အရေးချင်းနဲ့မဖြစ်နိုင်သေးတာလားမဖြစ်နိုင်သေးခင်စัจ जा ကောလာဟာလာလေးဖြစ်ဖြစ်ကြားချင်မိတာအမလီဟဲ့ကလေးကြနေတာပဲတကယ်စေလို့ခံရမယ့်သူပါကွယ်အန်တီဂျီကဝင်ပြောသည်အင်းမမမီရဲ့ကျွန်တော်ကလည်းတိုင်မူကြီးနှုတ်ကပြောတာကိုကြားချင်တော့ပါဘယ်ချိန်ကများအန်တီဂျီကိုမမီတော်လိုက်သည်မသိဘူး အန်တီဂျီကလည်းသူ့သားတယောက်လိုရင်းရင်းနှီးနှီးဆက်ဆံတတ်သည်တထေးသမက်ဖြစ်တော်မာလားဟုအန်တီဂျီကစနောက်ဒီစကားကိုသူက မဖြစ်ချင်ပါဘူးရှက်စရာချင်းသူတို့သမီးတွေကိုတကယ်ကြိုက်မိရင်တော့ကျွန်တော်ကတော့မယူချင်ပါဘူးပတ်စံရှိလို့ယူတာလို့အပြောမခံနိုင်ဘူးတထေးသမက်များဘာဂုံစရာရှိလို့လဲမမီယာတိုင်းမူကြီးသမက်ကမှဂုံရှိတာလေနော်ဘသူမှမကြည့်တော့ပဲပျော်ပြေးပြေးသွားလေအစည်းအဝေးနောက်ဆုံးနေ့ဤ မျက်နေဘက်တွင်တိုင်ဝူစည်းများစခန်းအမှတ်၄မှဦးစည်းရရှိဦးထွန်းထွန်းလင်းကတောင်းဆိုမှုပြုလုပ်လာသည်။တပတ်ခါ၌မြသားမျိုးတွင်ရှိတ်သိမ်းချွေလေးတရုတ်ပြခွဲရှိသည့်ဖြစ်သူစခန်းသို့တိုင်ဝူစည်းမှုအားလာရောက်ပေးဖို့တောင်းဆိုထားသည်။ဝင်ကြီးခီးစင်နဲ့အတူလိုက်ပါစရာရှိနေသည့်အတွက်ငင်းဆိုခြင်းကိုသူကလက်မခံပဲတိုင်းမူကြီးလာနိုင်သည့်အချိန်ကိုပြောင်းပြီးစီစဉ်ပေးနိုင်သောစောရခတက်လေသည်ရုံးအုပ်ကြီးကတော့သူ့ကိုမကြင်မနက်ဖြစ်နေပြီ နောက်ဆုံးတွင်မနေ့9နာရီပြပနိုင်ပါကလာရောက်ပေးနိုင်မည်ဖြစ်ကြောင်းတိုင်းဝဦးစီးမှုစီမှလက်ခံလိုက်သည့်အခါရအောင်စီစဉ်ပေးမည်ဟုဆိုကပြန်သွားပါလေတော့သည်